်မင်္ဂလာပါရှင်ကျမကတော့ချီချိုဆက်မဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါအနာသိစစ်တပ်ကကျင်းပမဲ့2025ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းတွေရဲ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်ကိုအော်တိုဘားလ28ရက်နေ့ကနေစတင်ပြီးခွင့်ပြုပေးလိုက်ပြီးဖြစ်ပါတယ်။ အဲ့ဒီလိုခွင့်ပြုပေးလိုက်တဲ့အတွက်နိုင်ငံရေးပါတီတွေနဲ့တတိပုဂ္ဂလအမတ်လောင်တွေအနေနဲ့တရားဝင်မဲဆွယ်နိုင်ပြီဖြစ်တာကြောင့်တချို့ပါတီတွေက28ရက်နေ့ကလေးကစတင်ပြီးမဲဆဆွေးနွေးကြတာကိုလည်းတွေ့ရပါတယ်။အားကြီးပါတီတွေထဲကစစ်တပ်ကြောထောင်းနောက်ခံစက်ခိုင်ရေးပါတီဟာမဲဆွယ် COE စတဲ့နေ့မနေ့ပိုင်းမှာပဲနေပြည်တော်ကသူတို့ပါတီဌာနချုပ်မှာပါတီအမှတ်တံဆက်တွေပါတဲ့ V9 ထောင်တာ နိုင်ငံတော်ကပါတီဝင်တွေအနေနဲ့အွန်လိုင်းမှာ profile ချိန်နာတွေစတင်လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။အလားတူဥက္ကူကြီးဦးဆောင်တဲ့ပြည်သူပါတီကလည်းအချက်ပေါင်း30ပါတဲ့သူတို့ပါတီရဲ့ရွေးကောက်ပွဲကြေညာစာတမ်းကိုပါတီရဲ့လူမှုကွန်ရက်ကတဆင့်ပြည်သူကိုအသိပေးလာတာတွေ့ရပါတယ်။ရွေးကောက်ပွဲဥပဒေနီးဥပဒေတွေအရ ပါတီတွေနဲ့တတိပုဂ္ဂလအမတ်လောင်းတွေဟာအော်တိုဘာလ28ရက်မနေ့ကနေလာမယ့်ဒီဇင်ဘာလ26ရက်ည7နာရီအထိပြည်သူတွေကို မဲဆွယ်စည်းရုံးခွင့်ရှိပြီးမဲဆွယ်ကာလရက်ပေါင်း60ခွင့်ပြုပေးထားတာဖြစ်ပါတယ်ရှင်စစ်တပ်အနာသိမ်းထားတဲ့၅နှစ်တာကာလအတွင်းမှာခီးသွွားလုပ်ငန်း90ရာခိုင်နှုန်းသားလဲပတ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံခီးသွွားလုပ်ငန်းရှင်များအသင်းကပြောပါတယ် အနာသိမ့်ပြီးနောက်ပိုင်းပြည်တွင်းမှာနေမြေဒေသလုံးကျုံမှုမရှိတာကြောင့်ပြည်တွင်းခီးသွွားအပြင်ပြပခီးသွွားတွေပါသွားရောက်လဲပတ်မှုနေပါသွားပြီးပြည်တွင်းခီးသွွားအများစုကလည်းပွဲတော်ကာလရဲ့အတွင်းမှာသာလဲပတ်လေရှိတယ်လို့ဆိုပါတယ် အခုအချိန်တွေကကိုဗစ်ကာလမတိုင်ခင်နဲ့နှိုင်းယှဉ်ရင်ဒီ9နှစ်အတွင်းမှာတဝက်လောက်ပဲရောက်သေးပြီးအရင်အချိန်တွေကို ပြန်မရောက်သေးသလိုထင်သလောက်တိုးတက်မှုမရှိပဲဒေသတွေလုံခြုံရေးဆိုင်ရာအခက်အခဲတွေရှိနေတော့ခီးသွွားလုပ်ငန်းကမတိုးတက်လာဘူးလို့မြန်မာနိုင်ငံ ခီးသွွားလုပ်ငန်းရှင်များအသင်းကတာဝန်ရှိသူတယောက်ကပြောပါတယ်ပြည်တွင်းပြပခီးသွွားဧည့်သည်အများစုက ပကံချောင်းတာငွေဆောင်တောင်ကြီးအင်းလေးကလောနဲ့ကြိုက်ထိုးဖျားကိုအများဆုံးတွားရောက်ကြတယ်လို့သိရပါတယ်။ 2019ခုနှစ်အတွင်းမှာပြပခီးသွွားဧည့်သည်ဝင်ရောက်မှုက၄.၅သန်းခန့်ရှိပြီး2024ခုနှစ်မှာတော့ပြပခီးသွွားဧည့်သည်ဝင်ရောက်မှုက၁.၃ည၆သန်းကျော်သာဝင်ရောက်မှုရှိခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံခီးသွွားလုပ်ငန်းရှင်များအသေးနေနဲ့စစ်တပ်ကကျင်းပတဲ့တရားမဝင်ရွေးကောက်ပွဲအလွန်ကာလမှာတိုးတက်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ စကိုင်းတိုင်းဘူးတလီမြို့နယ်အတွင်းကစိမ့်ပြရင်ကြီးထွက်ရှိရာတွင်းနောင်ရွာကိုစစ်တပ်ကအော်တိုဘလာ28ရက်ညနေပိုင်းမှာစက်တက်လေထီနဲ့ဘုံကျဲချတာတွေပြုလုပ်သွားတယ်လို့ဒေသခံတွေကပြောပါရယ်။မုံရွာအခြေဆိုင်နမခစစ်တပ်ထဲကနေတက်လာတဲ့စက်တက်လေထီကဘုံကျဲခဲ့တဲ့အတွက်အသက်25နှစ်အရွယ်မျိုးသား2ယောက်နဲ့ကလေး2ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရွာထဲကအဆောက်နှလုံးလဲဘုံတိကျလို့ပျက်စီးသွားတယ်လို့တွင်းနောင်ရွာသားတယောက်ကပြောပါရယ်။ အခုလိုပြည်သူတွေရှိတဲ့နေရာနဲ့ကလေးတွေရဲ့စာသင်ကျောင်းကိုအကြောင်းမဲ့ဘုံကျဲတက်ခိုက်တာဟာစစ်အုပ်စုရဲ့လူမဆန်တဲ့လုပ်ရဖြစ်ပြီးပြည်သူတွေအနေနဲ့လေကျောင်းအန္တရာယ်ကိုသတိထားကြဖို့ဘူးတလီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ခေါင်းဆောင်တယောက်ကပြောပါရယ်စစ်တပ်ကအခုလိုလေကျောင်းကနေဘုံကျဲတက်ခိုက်တာအပြင်နမခစစ်တပ်အတွင်းကနေဘူးတလီမြို့နယ်ထဲကိုစစ်ကြောင်ထိုးတာတွေလည်းရှိနေပြီးဘူးတလီမုံရွာသွားတဲ့ကာလမပေါ်မှာဖြတ်တမ်းမောင်းနေတဲ့ကားတချို့နဲ့ရေမောင်းဖြစ်သူတွေကိုလည်း ဖမ်းဆီးစစ်ဆေးမှုတွေရှိနေတယ်လို့ဆိုပါတယ်။တွင်းနောင်ရွာဟာဘုဒ္ဓလင်မျိုးရဲ့အနောက်ဘက်ခုနှစ်မိုင်กว่าမှာတည်ရှိတဲ့အင်ဂျင်နီယာကျော်ရှိတဲ့ခြေရွာဖြစ်ပြီးစစ်တပ်ကစစ်ကြောင်းထိုးနေလို့တွင်းနောင်ရွာအပါအဝင်ဇီတော့ရွာနဲ့အနီးဝန်းကျင်ခြေရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေနေရာစွန့်ခွာထွက်ပြေးနေရတယ်လို့လည်းသိရပါတယ်ရှင်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်ထဲမှာအော်တိုဘားလ29ရက်နေ့ကစစ်တပ်ကဗုံးကျဲရင်ပြက်ကျခဲ့တဲ့ဒရုန်းစီးကိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကသိမ်းဆည်းရရှိခဲ့တယ်လို့နထိုးကြီးမြို့နယ်ပါကဖားကပြောပါရယ်နထိုးကြီးမြို့ရဲ့အနောက်ဘက်ခြမ်းမှာစစ်တပ်နဲ့ မြင်းကြံတီတာယူမွန်ဘူစော့တီအဖွဲ့တွေပေါင်းပြီးအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာရှိသလိုဒရုန်းတွေသုံးပြီးတော့လည်းဘုံကျဲနေတာရှိပြီးအဲ့ဒီလိုဘုံကျဲရင်ပြတ်ကျခဲ့တဲ့ဒရုန်းတစ်စီးကိုတော်လိုင်းရဲဘော်တွေကသိမ်းဆည်းရရှိခဲ့တာလို့နှထိုးချင်းမြို့နယ်ပါကဖာတပ်ဖွဲ့ဝင်တယောက်ကပြောပါရယ်စစ်တပ်ဘက်ကတပ်ပွဲဖြစ်နေတဲ့နေရာဝန်းကျင်ကိုဒရုန်းနဲ့ဘုံကျဲရင်ဘက်ထရီအားကုန်ပြီးပြတ်ကျခဲ့တာဖြစ်ကာ ကြီးကြီးမားမားပျက်စီးတာတော့မရှိပဲဘက်ထရီနဲ့ပျက်စီးသွားတဲ့ဂျန်တဲ့အစိပ်ပိုင်းတွေလဲလိုက်ရင် ပြန်ပြီးအသုံးပြုလို့ရတယ်လို့ဆိုပါတယ်အဆိုပါ drone ရဲ့ကာလာတန်ကြီးက3000အထက်မှာရှိပြီးဒါကိုပြလဲအသုံးပြုမှာဖြစ်တယ်လို့နထိုးကြီးမြို့နယ်ပါကဖားရဲ့ပြန်ကြားရေးတာဝန်ခံကိုဝေယံက DBB ကိုပြောပါရယ်စစ်တပ်ကနထိုးကြီးမြို့နယ်အပအဝင်မြင်းကျန်နဲ့တောင်သာမြို့နယ်ထဲကိုပြီးခဲ့တဲ့အောက်တိုဘာလထဲကစလို့အင်အားလုံးရင်းနဲ့စစ်ကြောင်းတွေထိုးနေတာဖြစ်တယ်လို့လည်းသိရပါရယ် လက်ရှိဒေသတွင်တိုက်ပွဲဖြစ်ပွားနေတာရှိပြီးနှစ်ဖက်တိုက်ခိုက်ကြဆုံမှုတွေရှိကအသေးစိတ်အခြေအနေကိုတော့တရားဝင် ထုတ်ဖော်ပြောကြားတာမျိုးတော့မရှိသေးပါဘူးရှင်။ 92နှစ်အရွယ်ကင်မရွန်သမရာကအငင်းပွားဖွယ်ရာရွေးကောက်ပွဲမှာဆက်လက်အနိုင်ရပြီးရှစ်ကြိမ်မြောက်သက်တမ်းကိုထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။ကမ္ဘာအသက်ကြီးဆုံးနိုင်ငံတော်အကြီးအကဲဖြစ်သူပေါ်ဘီယာဟာမေယားလ53.8ရာခိုင်နှုန်းနဲ့အနိုင်ရခဲ့တာဖြစ်တယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီရဲ့အတည်ပြုချက်အရသိရပါတယ်။ အဲ့ဒီနောက်အတိုက်ခံကောင်းဆောင်အီဆာချီရိုမာဘကာရီဘကရွေးကောက်ပွဲကိုသူအနိုင်ရအကြောင်းပြောထားပေမဲ့လည်းမဲ35.2%ကိုင်းနှုန်းသာရရှိခဲ့တာတွေ့ရပါတယ်။ဒါဟာချီရိုမာဘကာရီရဲ့ရွေးကောက်ပွဲအနိုင်ရလတ်ကိုအနိုင်ရ CPDM ပါတီကမဲမတမမှုတွေနဲ့ခိုးယူခဲ့တာကြောင့်ဖြစ်တဲ့ဆိုပြီးဆွဆွဲထားပါတယ်။လက်ရှိသမရဘီယာကတော့သူ့ပေါ်နောက်တစ်ကြိမ်ယုံကြည်ပေးတဲ့မဲဆန္ဒရှင်တွေကိုကျေးဇူးတင်ကြောင်းပြောထားပါတယ်။ 1982ခုနှစ်ကတည်းကအာဏာရလာခဲ့တဲ့ဘီယာကိုလူမြင့်ကွင်းမှာတိတ်မတွေ့ရပဲအာဖရိကပြည်ပမှာနေထိုင်လေးရှိသူအဖြစ်လူသိများပါတယ်။အခုလိုမျိုးကာလကြာရှည်ပြောင်းနေတာနဲ့အသက်အရွယ်ကြီးရင်မှုကြောင့်သမရကွဲလွန်သွားပြီဆိုတော့ကိုလာဟလာတွေလည်းအချိန်ကြိမ်ထွက်ပေါ်ခဲ့ပူပါတယ်ရှင်။ KF အစိုးရရဲ့ညှိနှိုင်းမှုလုပ်ငန်းစဉ်ကိုဆက်လက်လှုပ်ဆောင်ဖို့တွန်းဆုံမှုနဲ့ရုရှားကမေးမြန်းထားတဲ့မေးခွန်းတွေကိုပြန်ဖြေဖို့ဆန္ဒမရှိတာကြောင့်ရုရှား-ယူကရိန်းညံကြေးရေးလုပ်ငန်းစဉ်ကိုဆိုင်းငံ့ထားရပြီးညှိနှိုင်းမှုလုပ်ငန်းစဉ်ကိုပြန်လည်စတင်ဖို့အလားအလာကိုလက်ရှိမှာအကဲဖြတ်လို့မရသေးကြောင်း Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က October 28ရက်အင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ ရုရှားဘက်ကတင်ပြခဲ့တဲ့ဆောင်ရွက်စာတမ်းမူကြမ်းတွေနဲ့အဖွဲ့အမျိုးမျိုးအတွင်နောက်ထပ်လှုပ်ဆောင်မဲ့ format ပုံစံတွေအတွက်အဆိုပြုချက်တွေကိုယူကရိန်းဘက်ကမတုံ့ပြန်ချင်တာကြောင့်ဖြစ်ပြီးဒါတွေအလုံးအတွက်ဖြေမရသေးဘူးလို့ဆိုပါတယ်။ရှစ်တန်သုံးစစ်တပ်ရေဒီယိုတွေကလည်းနိုင်ငံခြားဘာသာစကားတွေပြောနေကြတာကိုအဆက်မပြတ်ကြားနေရပြီးယူကရိန်းအတွက်တိုက်ပွဲဝင်ပေးနေတဲ့နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေကိုခြေမုံပစ်မှဖြစ်တယ်လို့လည်းဆိုပါတယ်။ ယူကရိန်းမှာနေတိုးစစ်ဘက်ဝန်ထမ်းတွေရှိနေပြီးတော့ရုရှားရဲ့ဂျာဖောက်ခိုးနှောက်ထောက်တဲ့ဝန်ဆောင်မှုတွေကနေရှစ်ရက်မှာအင်္ဂလိပ်နဲ့ပြင်သစ်ဘာသာစကားတွေကိုထက်ခါတလဲလဲပြောဆိုနေတာတွေကိုဖျက်ယူနိုင်ခဲ့တယ်လို့ရှေ့ရှေ့လက်လျားပြောဆိုပါတယ်ရှင်ဒီပီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချေချိုဆမ်းပါကျေးဇူးတင်ပါတယ်ရှင်